သတင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတိကြည့်ရှုနားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါရခင်ဗျာခိုးတကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မဘာသာများရဲ့တောင်းဆိုမှုကြောင့်မင်းအောင်လိုင်ကဘုံကြီးเจ้าများအတွက် license မဲ့ကားတွေကိုမျိုးနယ်တန်ကနိုင်ငံကားပွဲရဲ့ထောက်ခံချက်နဲ့ပြန်လည်ဆင်းနှင်းခွင့်ပြုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ာနာသိန်းအချမ်းပတ်စကောင်းစီမှဘုံကြီးချောင်းနဲ့တန်ကားတော်များတွယ်လိုင်းစင်းမဲ့ကားတွေကိုမျိုးနဲ့တန်ကားနိုင်ရကားဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လဲစီးနှင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ရန်ကုန်နဲ့မန္တလေးတိုင်းမှာရှိတဲ့တိုင်ဟိုးဆရာတော်တချို့ကပြောပါလိမ့်။ပြီးခဲ့တဲ့ဇွန်လတရနေ့မှာစတင်ပြီးအချမ်းပတ်စကောင်းစီကတနိုင်ငံလုံးမှာလိုင်းစင်းမဲ့ကားနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့ကြောင်းအဲဒီနောက်ဘုံကြီးချောင်းနဲ့စတင်တိုင်များမှာဒါသနအမိတက်ထားတဲ့လိုင်းစင်းမဲ့ကားတွေကိုရှင်ဟုံနဲ့ဖမ်းဆီးခဲ့ကြောင်းတို့ရမှာမျိုးပါတာသာသနာဆောင်ရှောက်ရေးအဖွဲ့မှဘုံကြီးတွေက အကြံဖက်စစ်ကောင်းဆောင်မယောင်းလိုက်ထံသို့အတနာခန့်စာတင်ပြကြရမှာဒဆိုင်ရမျိုးနယ်တန်ခါနာယကဖွဲ့ရဲထောက်ခံချက်နဲ့အဲ့ဒီလိုင်စင်မဲ့ကားတွေကိုပြန်လဲစီးနှင်းခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်အခုသာသနာအမတ်စိမ့်မှာမျိုးနယ်တန်ခါနာယကဖွဲ့ထောက်ခံချက်ပါရမယ်ဂျောင်းတိုင်းနဲ့စာတင်တိုက်တွေမှာတကယ်တန်ခါတော်တွေစီးနှင်းနေတာဖြစ်ရမယ်သာသနာအကျိုးကိစ္စအတွက်အုံပြူတာမျိုးဆိုရင်တော့မဖမ်းတော့ဘူးမျိုးနယ်တန်ခါနာယကဖွဲ့တွေကလည်းဂျောင်းတိုင်းတွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလို့လို့ရတယ်ဆိုပြီး မျိုးနဲ့တန်ကနိုင်ကားဖွဲကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမရယာမျိုးနဲ့မှာတိုက်အုပ်ကျောင်းတိုင်းဆေးရတော့တပားကမိတ်ဆိုပါတယ်။ဒါပြင်မျိုးနဲ့တန်ကနိုင်ကားဖွဲများကလည်းသာသနာ့အတွက်အမှန်တကယ်ဒုံပြူနေတဲ့ကားများကိုထောက်ခံချက်ထုတ်ပေးရမှာ။တေချာစွာမှတ်ပုံတင်ထားပြီးတော့မျိုးနဲ့ရတဲ့ဖွဲထွေအုံးနဲ့နေမြေကန်တက်တဲ့မူများထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့သာသနာ့ကားစီရင်ပေးပို့ထားရတယ်လို့သိရပါတယ်။အခုကသာသနာ့ကားပဲမြို့နယ်တန်ကနိုင်ကားဖွဲ့ရဲ့ထောက်ခံချက်လဲပါရမယ်။ရင်ထိတ်နေမြေကန်တက်တဲ့ ်ရဲရေးစီမှာလည်းစရင်ရှိတာမျိုးဖြစ်မှာမဖန်တာပါ။နေကြော်ရင်တော့လောလောဆယ်မတော်ပါနဲ့ဦး။စီမံချက်ပြီးရင်တော့နေကြော်လည်းကြွားလို့ရတယ်လို့ပြောတယ်။အကူကဝါရင်းကြီးလည်းဖြစ်တော့နေကြော်တော့ကြွားလို့လည်းမတင်သေးဘူးလို့မရီယာမျိုးနဲ့မှတိုက်ဟုတ်ကြောင်းတဲ့ဆရာတော်ကမိန့်ပါတယ်။ဒါပြင်မဘာသားနဲ့မျိုးသားရေးဆုံးရောက်ဖုန်းကြီးများကလည်း၎င်းတို့ဈေးနှင်းနေတဲ့ license မဲ့ကားတွေဈေးနှင်းရင်ဖန်ဆီးခံရမှုမရှိစေတော့တဆိုင်ရတနဲ့မှုများရဲ့ထောက်ခံချက်လက်မှတ်များပါရယူထားကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ Ranger များနေရာကိုပြန်နိုင်ရေး ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့ AA ပါဝင်ရန်အရေးကြီးတယ်လို့အမေရိကန်ကကုလသမဂ္ဂမှထုတ်ပြောလာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ Ranger ဒုက္ခသည်များအားလုံးနေရက်ကိုပြန်နိုင်ရေးအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားတဲ့အာရခတပ်တော် AA ပါဝင်ပါဝင်တဲ့ပါဝင်တိုက်သူအားလုံးပါဝင်ဆွေးနွေးရန်အရေးကြီးတယ်လို့အမေရိကန်ပြည်ထောင်စုကထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ယမန်နေ့ဇွန်လ10ရက်နေ့ ကိုလာသမကဒုံရဲမှုကျုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထုတ်ခွစလဲမစ္စတူလီဘီရှော့ရဲ့ရှင်လင်းတင်ပြချက်ကိုကြားနာတဲ့ကိုလာသမကထွေထွေညီလာခံရဲ့လောတဘောစီဝေးမှာအမေရိကန်တန်တမန်ဂျိုနာသန်ရှယ်ရီယာကထပ်ပါတိုင်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။သူကရိုဝင်ဂျာဒုက္ခသည်တွေနေရပြက်နိုင်ရေးဇွန်လွေပွဲတွေမှာရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိချုပ်ထားတဲ့ရခိုင်တပ်မတော်အပါအဝင်ပါဝင်ပသက်သူများအားလုံးပါဝင်ကြရန်အရေးကြီးကြောင်းလက်ရှိမှာအမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာစစ်တပ်ရဲ့ဖိနှိပ်ချုပ်ချယ်မှုနဲ့ ကြံပန်းမှုများကိုခံစားနေကြရတဲ့ရိုဟင်ဂျာဒုက္ခသည်များနဲ့အတူယက်တိလျက်ရှိတယ်လို့ဆိုပါတယ်။ဒါပြင်ရခိုင်ပြည်နယ်အတွင်းအတင်ရဓမ္မပြောင်းရွှေ့စေမှုများရက်ဆက်ကြမ်းကြုတ်မှုစီးရင်ခံစားများနဲ့ပတ်သက်ပြီးတော့အလွန်ဆိုးရိမ်ပူပန်ကြောင်းမြန်မာစစ်တပ်နဲ့အေအေအပါဝင်သဆိုင်သူများအားလုံးကိုအရတားများကိုကာကွယ်ရန်နဲ့လူတက်များကိုတံမိုးထားရန်မေဒီကန်ကတိုက်တွန်းလိုက်ပါတယ်။ဒါပြင်ရိုဟင်ဂျာတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့တဲ့မြန်မာဂျမ်ဘတ်စစ်တပ်ဟာတာဝန်ခံမှုတာဝန်ယူမှုလွန်မြောက်နေဆဲဖြစ်ပြီးလက်ရှိမှာစစ်တပ်ကရိုဟင်ဂျာများကိုဆက်လက်ဖိနှိပ်နေကြောင်း ပြည်သူများကိုပုံကျဲခြင်း၊ကြောင်များနဲ့ဝေပြူရအိမ်များပေါ်သို့ပုံကျဲခြင်း၊ရ ेंजर များကိုစတဲ့တို့အတင်းအကျပ်တွတ်သွင်းတိုက်ခိုက်စစ်မှုထန်ခိုင်းနေတယ်လို့အမေရိကန်ကထောက်ပြပါတယ်။ဒါပြင်ရခိုင်ပြည်နယ်တွင်းမှာအင်တာနက်နဲ့တခြားသောဆက်သွယ်ရေးလမ်းကြောင်းများကိုပိတ်ထားခြင်းကြောင့်ဒေတာတွင်လူမှုအတိုင်းဝိုင်းများကိုဆက်လက်ထိခိုက်စေပြီးမြန်မာစစ်တပ်ရဲ့ရစက်ရုံမှမှုများကိုဖုံးကွယ်နေကြောင်းဒါကြောင့်တယ်လီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးအားလုံးကိုပြန်လည်ဖွင့်ပေးရန်မြန်မာအကြမ်းဖက်စစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်လက်ပြောဆိုပါတယ်။အခုအကြမ်းဖက်စစ်တပ်က အလွန်ပဲလိုအပ်နေတဲ့ရေးပေါ်အကူအညီတွေပေးမှုကိုဆက်လက်ပေးဆောင်ထားတာကြောင့်လူသားချင်းစာနာမှုလိုအပ်ချက်တွေမြင့်တက်လာနေပါတယ်။ဘရိုင်ဂျာတွေညီညာစွာနေရက်ကိုပြန်နိုင်ဖို့ရေရှည်တည်တန်းတဲ့ဖြည့်ရှင်းချက်လိုအပ်ပါတယ်။ဒါကြောင့်မြန်မာတိုက်ခိုက်အဖွဲ့တွေနဲ့ရိုင်ဂျာအတိုင်ဝန်းရဲ့အဓိပ္ပာယ်ရှိတဲ့ပူပေါင်းပောက်ဝယ်မှုဟာဒီအဆုံးသက်ဖြည့်ရှင်းချက်ရရှိဖို့မရှိမဖြစ်လိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့ရိုင်ဂျာတွေမြန်မာနိုင်ငံကနေနေရက်ဆုံးခွာသွားတဲ့သူတွေနဲ့တတိယနိုင်ငံတွေမှာပြန်လည်ခြေချနေထိုင်သူတွေပါဝင်အခုဖြစ်နိုင်သမျှခြေပြန့်တဲ့ရိုင်ဂျာအတန်တွေကိုကျွန်တော်တို့နားထောင်ရပါမယ်လို့ အမေရိကန်တရမန်ဂျိုနသန်ကဆိုပါရင်ဒါပြင်အမေရိကန်ပြည်ထောင်စုအနေနဲ့လူရဲတက်ကိုတံပိုးထားလေးစားရေးဗြိပကများဆုံးသက်ရေးငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးတွေအတွက်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းဂျိုနသန်ကထုတ်ပေါ်ပြောဆိုပါရင်ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ပေါက်ခေါင်းနဲ့ဘောင်းတဲ့မျိုးနယ်တို့မှာစကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးနေတဲ့အင်အားတရာပါစတက်ကိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စကောင်းစီတပ်ဖွဲ့ဝင်စတက်ဦးသိမ်းဆုံးခဲ့ကောင်ပေသွားတဲ့စစ်သားတွေစီကနေလက်နက်ခဲယမ်းများနဲ့အတူမူရီဆေးဝါးများဖန်ဆီးရရှိခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ပဲခူးတိုင်းပေါက်ခေါင်းနဲ့ဖောင်းတဲမျိုးနယ်တို့မှာအကြံပတ်စကြောင်းထို့ရွာစဉ်လှဲ့လှဲ့မီရှုံနေတဲ့အင်အားတရာပါစကောင်းစီကိုတိုက်ခိုက်ခဲ့ရမှာအကြံပတ်စကောင်းစီတပ်ဖွဲ့ဝင်၁၁ဦးသေသွားခဲ့တယ်လို့ဗီဒူကွယ်ရေးတက်မတော်၃၆၀တဲ့တရင်ရဲ့စစ်တောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောပါတယ်ပြီးခဲ့တဲ့ဆွမ်းလာ၃ရက်နေ့မနက်၉နာရီချိန်ကပေါက်ခေါင်းမျိုးနယ်အပိုင်းတိုက်ချောင်းရွာဂုံးအောင်စုရွာအိုင်ဆောက်ရွာမင်းဒီကုန်းတပန်းကိုင်းဒလမဲရွာမယိုးကျွန်းရွာနဲ့ပြန်ချီတဲရွာတို့ကို စကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အင်အားတရာပါတဲ့အချမ်းပတ်စစ်တပ်စကြောင်းကိုပေါင်းတယ်မျိုးနဲ့ညောင်နေပင်အုပ်စုညောင်နေပင်ရွာနဲ့မဟုဝင်းရွာကြားမှာတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲမှာစတက်ဘက်ကစရက်ကောင်ထေသွားခဲ့ပြီးရှစ်ကောင်အပြင်းထန်တန်ရရရှိခဲ့ကြောင်းလက်နက်ခဲယမ်းများလည်းတင်ဆက်ရမိခဲ့ကြောင်းသိရပါတယ်။အဆိုပါပေါက်ကောင်မျိုးနယ်မှာစကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့စတက်စကြောင်းဟာဘောင်းတဲမျိုးနယ်ညောင်ပင်ရွာမှာတက်ဆွဲစခန်းချထားတဲ့စတက်ဖြစ်ကြောင်းဘောင်းတဲမျိုးနယ်မှာပေါက်ကောင်မျိုးနယ်ဘက်သို့စကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါတယ်။ ါ့ပြင်အဲ့ဒီအချမ်းပဲစကောင်းစီတံများထမ60မမကိုမန်ဒိုစိန်မြောင်းနှစ်လက် MA1 နှစ်လက် MA3 6လက်လက်ပြပုံးနှလုံး MA1 G MA1 G ပေါက်3ခု MA3 G ပေါက်5ခု G3 G ပေါက်2ခု5.56 G 56တောင်း7.62 G 16တောင်း Icon တစ်လုံး WY စိတ်ကြွစိတ်150ပြားနဲ့အခြားဆက်သုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။အိုင်းနောက်ဇွန်လ3ရက်နေ့မွန်လွယ်3:30မိနစ်ချိန်မှာ စကောင်းစီတက်ကတိုက်လိုက်ရင်နှစီးနဲ့ဘုံ၆လုံးခြေချတက်ခိုက်ခဲ့ကြောင်းဒါအပြင်စတက်လေဒီနှစီးကလည်းဘုံလေးလုံးခြေချသွားခဲ့ကြောင်းတို့ရမှာတော်လိုင်းရေပေါ်များဘေးကင်းကြောင်းသိရှိရပါတယ်အဒီစစင်ရေကိုပြည်သူကားကွက်ရေတက်မတော့အမန်နဲ့စစင်ရေနဲ့မြေ viewer 27လောက်ခန့်3600တက်တရင်3600နဲ့တက်ရင်တက်ရင်ယုံတစ်ခွက်သုံးတစ်ခွက်လေး BKI ဘကဖရွှေတောင်ဘကဖပေါကောင်းဘကဖနဲ့၃၈၀တက်တရင်တခွဲ၃၂၀အဖွဲတခွဲ၆အေအာညင်းအောင်ဖွဲတို့ကပူပေါင်းတက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့မြ ாரி မျိုးခလာရနှစ်ခွန်းကတရဲမှာစကောင်းစီတတာတုံးနဲ့ဇမုတန်တတာတဲ့နှစ်ဦးစုပေါင်း၃ဦးလင်းဝင်ကစတက်ရဲ့ပေါ်တာဆွဲဖန်ဆင်းမှုကိုခံရပြီးစတားပြည့်သူသွင်းခံရသူများဖြစ်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးကြပါမယ်။ KNB နဲ့မြ ாரி မျိုးခလာရနှစ်ခွန်းကတရဲမှာဂျမ်ဘတ်စကောင်းစီတတာတုံးနဲ့ဇမုတန်တတာတဲ့နှစ်ဦးစုစုပေါင်းစတား၃ဦးလင်းဝင်ရောက်လာတယ်လို့ပြည်သူ့ကားကွယ်ရေးတပ်မတော်ဘီဝါ37တက်ခွဲမှတာဝန်ရှိသူတအူးကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့က မြားရီမျိုးနိခိုးငါတည့်ရဲမှဂျန်ဘက်စကောင်းစီတသားတအုပ်နဲ့စမှုတန်တသားတဲ့နှစ်ဦးတို့ဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲနဲ့ဘျူဟာ31လုံးချုံရေးတက်ခွဲထန်းတို့လင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့၃စလုံးတနမ်းမပါဘူး။အလင်းဝင်ရောက်လာတဲ့သူတအုပ်ကတော့ဌာနေတအုပ်နဲ့ဂျန်နယ်နှစ်ဦးကတော့စမှုတန်တသားတဲ့ပါ။ရွှေပြည်သားကတယောက်နဲ့ပြည်ပကတယောက်ပါ။စမှုတန်တသားနှစ်ဦးစလုံးကစမှုတန်တင်တဲ့ဗတ်စင်ရှိကပါ။စမှုတန်တသားနှစ်ဦးစလုံးကလှုပ်သွားရင်ဆွဲခံရတာပါ။သူတို့နှစ်ဦးစလုံးကစမှုတန်တင်နှန်းကို လေချင်းရေတုံဂျိုင်းတောက်မှာတက်ခဲ့တယ်။နောက်ပြီးကြံတဲ့သူတွေလည်းအများဆုံးလင်းဝင်ကြပါလို့တိုက်တွန်းချင်ပါတယ်လို့ပြည်သူ့ကားကွယ်ရေးတပ်မတော် viewer 37လုံချုံရေးတပ်ခွဲမှတာဝန်ရှိသူကရှင်းပြပါတယ်။ဒါပြန်ထုတ်ခဲ့တော့လင်းဝင်ရောက်လာတဲ့ဂျမ်ဘတ်စကောင်းစီတပ်ဖွဲ့ဝင်၃ဦးကိုတဦးလျင်ဆုံးဝေ၅ဒိန်ချက်စီပေးရချင်းမြင့်ခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာဂျမ်ဘတ်စကောင်းစီကနိုင်ငံတော်မှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုတန်တရားတက်များအဖြစ်စုဆောင်းလျက်ရှိရမှာ။ရကူကစစ်မှုတန်အပတ်စဉ်၁၄တို့ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့အကြံဘက်စကောင်းစီလက်အောက်ခံဇာရီစကန်တခုကို CDF ဖူပေါင်းတပ်ကတင်ပိုက်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ချင်းပြည်နယ်ဒွန်းဆက်မြို့နယ်အတွင်းမှာရှိတဲ့အကြံဘက်စကောင်းစီလက်အောက်ခံဇိုမီတက်ဇာရီရဲ့တပ်စခန်းတခုကိုချင်းဒေသကာကွယ်ရေးတပ် CDF ဒွန်းဆက်ဖူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်တင်ပိုက်ခဲ့ရမှာ။ဇာရီတပ်ဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီးတော့လက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့တယ်လို့ချင်းတရင်ရင်းမြစ်ကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်ပိုင်းက ီခါမျိုးနဲ့ဒွန်ဆန်းမျိုးကြားမှာရှိတဲ့မွဲလ်ကွေးရွာအနီးစကောင်းစီစကန်းကို CTF ဒွန်ဆန်းပူပေါင်းတပ်ဖွဲ့များကတွားရောက်တိုက်ခတ်ခဲ့ရမှာစရရီတပ်ဖွဲ့ဝင်2ဦးရဲ့လောင်းကိုရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်တနက်လေးလက်ဒရုန်းဆိုင်ကယ်များနဲ့ကားတစီမီးစက်နဲ့ခရမ်းချီများကိုလည်းရရှိခဲ့တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီဇာရီလက်နဲ့ခရမ်းတင်ဆက်ရမိတဲ့အထက်မှာအိန္ဒိယနိုင်ငံသားကအထောက်ထားတွေပါလာတာပေါ့။အဲ့ဒါကနည်းနည်းတော့အံဩစရာဖြစ်တာပေါ့လို့၎င်းကဆိုပါတယ်။ဇာရရီကမြန်မာအိန္ဒိယနယ်စပ်ဒေသများမှာလှုပ်ရှားလျက်ရှိပြီး အကြမ်းမဲ့စကောင်းစီကလက်နက်တဆင့်ပေးခြင်းအပအဝင်စကောင်းစီနဲ့ဆေးရေးပူပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်တယ်လို့ချင်းတော်လန်ရေးတပ်များကထုတ်ပြန်သိပေးထားပါတယ်။ဒါပြင်ချင်းတော်လန်ရေးတပ်များဟာချင်းပြည်နယ်သို့အင်အားအများပြားနဲ့စကြောင်းထိုးလာတဲ့စကောင်းစီတပ်နဲ့လည်းဒီတိတ်မျိုးနဲ့တွဲမှာတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။လက်ရှိဒီတိတ်မျိုးနဲ့တိုင်ငင်းနဲ့ကလေးမျိုးကြားမှာရှိတဲ့မွယ်လပီးရွာမှာစကောင်းစီတပ်ကဆက်လက်တဆွဲနေလို့တိုက်ပွဲဖြစ်ပွားမှုတွေရှိတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။အခုစကားစကားမွယ်လပီးဂျေးဝါမှာပဲ အခုတီရှိမတိုးနိုင်တယ်လို့နောက်လည်းမဆုံးနိုင်ဘူးပေါ့လို့အရေးရွာမှာရှင်းနေသေးပါလို့၎င်းကဆိုပါတယ်ပြီးခဲ့တဲ့ဇွန်လ၈ရက်နဲ့၉ရက်များမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးကလေးမျိုးစကောင်းစီတက်ကလက်နက်ကြီးပြစ်ခုပေးတိုက်ခိုက်မှုရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့မေလတတိယပတ်မှာချင်းတောင်းပေါ်သို့အင်အားအများပြားနဲ့တက်လာတဲ့ဆိုပါဂျမ်ပတ်စကြောင်းကိုချင်းချင်းအောင်နဲ့ချင်းပြီကောင်စီဖွဲ့ဝင်တော်လှန်ရေးတပ်တွေကအတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်အဆိုပါဒေသရဲ့စစ်ရေးချင်းတွေများကိုနှစ်ဖက်တာဝန်ရှိသူများထံမေးမြန်းထားရမှာချင်းချင်းအောင်ဖွဲ့ရဲ့တာဝန်ရှိသူတအူးမှာ စစ်ပွဲရဲ့လုံခြုံရေးရာတိုက်ပွဲသတင်းများကိုလိုအပ်မှသာတင်းတော့တဲ့အချိန်ထုတ်ပြန်သွားရန်သဘောတူထားတယ်လို့သိပေးပါတယ်။အဆိုပါစစ်ကြောင်းဟာဒီတိတ်မျိုးကိုဆင်းရအဖြစ်ရန်ချင်းချင်းအောင်ဒိမ့်ပိုက်ထားတဲ့ဖလန်းမျိုးကိုပြန်လဲထိုးစစ်ဆေးရန်ဦးတည်လာတယ်လို့ခံမှန်းရတယ်လို့စစ်ကောင်းစီကိုခူးကန်တိုက်ခိုင်းနေတဲ့ CDF စီရင်စေဦးစီးချုပ်ကမေလနောက်ဆုံးပတ်မှာပြောပြထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒေါ်လန်ရေးပွဲတွေပြစ်ချလိုက်တဲ့စစ်တပ်ရဲ့တိုက်လေရင်နဲ့ရဲရင်ဆက်နက်စည်းတီရှိလာတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဒေါ်လန်ရင်တက်တွေကဗလဲမျိုးနဲ့မှာ ်ယမန်နေ့ဇွန်လ10ရက်က17ရက်တိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့တာကြောင့်စတက်အနာသိမ့်ပြီးနောက်ပိုင်းမှာတော်လရင်တပွဲတွေကပြစ်ချလိုက်တဲ့တိုက်လေရင်နဲ့ရဲရင်အနည်းဆုံး12စီးတိရှိလာပြီဖြစ်ပါတယ်။အရင်က infogram မှာထည့်သွင်းမထားရသေးတဲ့ဖြစ်ရက်တွေဖြစ်တဲ့အာရခတ်တော်အေးကချင်းပြည်နယ်ဘလဝါမြို့နယ်မှာ10ရက်ရင်တစည်းကိုပြစ်ချခဲ့ပြီးရဲရင်ပြက်စည်းကို2024ဇန်နဝါရီ17ရက်နေ့မှာရှာတွေ့ခဲ့တာကိုအခု infogram မှာထည့်သွင်းထားပါတယ်။အဲဒီလိုတော်လရင်ဘွဲတွေကပြစ်ချနိုင်ခဲ့ပေမဲ့တရေမထုတ်ပြန်လို့ ရင်ချက်လက်မရလို့အခု infogram မှာမပသေးတဲ့ဖြစ်စဉ်တွေလည်းကြန့်ရှိနိုင်ပါတဲ့။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့သုံးတိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပါတဲ့ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။